ုဒ္ဓဝင်ခြေကံမေကွန်မြကောရမဖျားလောင်သူမိတာရှင်ယတိတိမိတိဖျားရှင်ဓမ္မစ၍ဗျာဒိတ်ခံယူခဲ့ပါသည်နိပင်္ဂရာကောရမဖျားလောင်သူမိတာရှင်ယတိတိဒီပင်္ဂရာဖျားရှင်ဓမ္မစ၍ဗျာဒိတ်ခံယူခဲ့ပါသည် ောဓမဗျံလောင်းသည်ဤဘရကဘာမလေးတင်ချေလေးတင်ချေနှင့်ကဘာသသိန်းအထက်၌မြည်တိအမိဖြင့်တရေတာဖြစ်ခဲ့သည်။သူမေတာသူမေတာရှင်ရသည်သည်မြည်တိအမျိုးဆက်မှပေါက်ပွားလာသောသူဖြစ်သည်။မနဗမနမျိုးဆက်မှပေါက်ပွားလာသောသူဖြစ်သည်။သူမေတာရှင်ရသည်သည် ယတိဝိပီတရားအထုတ်ခဲ့ရာဇံအဘိညင်တကူများကိုပနေရဲ့အတွင်ရရှိခဲ့ပါသည်။သူမေတာရှင်ယတိတီယတိဝိပီတရားအထုတ်ခဲ့ရာဇံအဘိညင်တကူများကိုခုနှစ်ရက်အတွင်ရရှိခဲ့ပါသည်။ဒီပင်ကရာမြတ်စွာဘုရားရှင်သည်မြည်တိနေပြီတော်သို့ကြွားရောက်စဉ် သူမေတာရှင်ရတိအားပြာဒိတ်ပေးခဲ့ပါသနီဒီပင်္ဂရာမြတ်စွာဘုရားရှင်သည်ယမ်မာဝရီယမ်မာဝရီရာကောင်းရေးမတယမ်မာရေးချမယမ်မာဝရီပင်္ဂရာမြတ်စွာဘုရားရှင်သည်ယမ်မာဝရီနေပြည်တော်သို့ကြွားရောက်စဉ်သူမေတာရှင်ရတိအားပြာဒိတ်ပေးခဲ့ပါသည် သူမေတာရှင်ရသည်သည်ဒီပင်ကရာဖျားရှင်အားကြာပန်းကင်မိမြဖြင့်ကတ်လူပူဇော်ခဲ့ပါသည်။သူမေတာရှင်ရသည်သည်ဒီပင်ကရာဖျားရှင်အားကြာပန်းကင်ငါးကင်ဖြင့်ကတ်လူပူဇော်ခဲ့ပါသည်။ဒီပင်ကရာဖျားရှင်သည်ခန္ဓာဝတ်စင်တရာခင်းကပူဇော်နေသည့်သူမေတာရှင်ရသည်အားနောင်ခါမိတိအမိဖြင့်ဖျားတဆူဖြစ်လိမ့်မည်ဟုပြားလိုက်ပေးခဲ့သည်နီ ီပင်္ဂရာဗျာရှင်သည်ခန္ဓာဝတ်စဉ်တရာခင်းကပူဇော်နေသည့်သူမေတာရှင်ယတိအားနောင်အခါဂေါရမအမိဖြင့်ဘုရားတစုဖြစ်လိမ့်မည်ဟုပြားဒိတ်ပေးခဲ့ပါသည်သူမေတာရှင်ယတိအားဂျာပန်ဂျာပန်ဂိုင်ငါးဂိုင်ပေးလူ၍ပါရမီဖြည့်ပက်စုပန်ခဲ့သူသည်မြည်သူနီး အမ်ပါရမီဖြည့်ပက် စုပန်ခဲ့သူသည် သူမိတ္တာဖြစ်ပါသည် သူမိတ္တာသူသူမိတ္တာရှင်ယတိသည်ဗျာဒိတ်ရပြီးနောက်သူမိတ္တာရှင်ယတိသည်ဗျာဒိတ်ရပြီးနောက်ဖျားဖြစ်ကြောင်းတရားပါရမီ၁၀ပါးတို့ကိုမိတိပါရမီမှစ၍ဖြည့်ကျင့်တော်မူခဲ့ပါသည်ဒါနပါရမီဒါနပါရမီရနဲ့စခဲ့တယ်တိဝီမင်းနဲ့ ဝိတ္တန္တရာမင်းဘွားတို့တွင်ကောရမမြင်းစွာဘုရားအလောင်းသည်မိတိပါရမီကိုအထွတ်ထိပ်ရောက်အောင်ဖြည့်ကျင်ခဲ့ပါသည်။ဒါနပါရမီကိုအထွတ်ထိပ်ရောက်အောင်ဖြည့်ကျင်ခဲ့ပါသည်။ဘုရားလောင်းသည်တိဝိမင်းဖြစ်စဉ်အလူကံပုံနာအောင်မိတိအင်္ဂါစိတ်ပိုင်းကို ထုတ်၍လှူခဲ့ပါသည်။ဖျားလောင်းသည့ တိဝိမင်းဖြစ်စဉ်အလူယံဘုံနာအာမျက်လုံးကိုထုတ်၍လူခဲ့ပါသည်ဝိတနာမင်းဘဝတွင်ဖျားလောင်းတော်သည်ကလင်ကကလင်ကတိုင်းမှ ပုံနာတို့အားညီသည့်အရာကိုလူတန်းခဲ့ပါသည်။ကလင်ကတိုင်းမှ ပုံနာတို့အားစင်ရဏာကိုလူတန်းခဲ့ပါသည်။စင်လူတန်းခဲ့တယ်ပေါ့နော်။ မြင်းရတနာလည်းမဟုတ်ဘူးဗရံများလည်းမဟုတ်ဘူးသာသမီလည်းမဟုတ်ဘူးเนาะဆင်ရမြင်းရဗရံများရသာသမီရတဲ့မှာမှာဆင်ကို လူတန်းခဲ့တာဖြစ်တယ်ဝိတ္တကလင်္ကာတိုင်းမှာပုံနာတို့အားတံပိုးမပြတ်နိုင်သောဆင်ပြူတော်ရတနာကို လူတန်းခဲ့မှုကြောင့်တိုင်းပြည်မှာနှင်ထုတ်ခံရသော အကြောင်းအရာသည်မြည်တိဘဝမှာ ဖြစ်ပါသည်နိမာဇနကလည်းမဟုတ်ဘူးအဲ ဟိန်လာမဟိန်လာမုခမင်းဘဝလည်းမဟုတ်ဘူးဝိတ္တန္တရာမင်းဘဝဝိတ္တန္တရာမင်းကြီးသည်မိမိမိဖုရားအားမြည်သူအားလှူဒန်းခဲ့ပါသည်နိဝိတ္တန္တရာမင်းကြီးသည်မိမိမိဖုရားအားအယောင်ဆောင်တရားမင်းအားလှူဒန်းခဲ့ပါသည်အကုသို့မဖြစ်အောင်ကိုနှုတ်တို့ကိုဆောင်းထင်းခြင်းကိုမြည်သူခေါ်ဆိုပါသည်နိ အကုသို့မဖြစ်အောင်ကိုနှုတ်တူကိုစောင့်ထင်းခြင်းကိုတီလဟုခေါ်ဆိုပါသည်နာအလီနာတတ္ထုမင်တာဖြစ်စဉ်က အလောင်းတော်ဤမြည်တိပါရမီဖြည့်ကျင့်ပုံသည်ထင်ရှားခဲ့သည်အတီလပါရမီတဲ့နော်တီလပါရမီတီလပါရမီလောကီယယုံ ကာမဂုဏ်များကိုမစုံမက်ဖဲစွန့်ခွာ၍တကူတဲ့ ယတိယဟန်ပြုလိုခြင်းသည်မြည်တိပါရမီကိုဖြည့်ခြင်းဖြစ်ပါသည်။နိခမနိခမတဝိထုနာငယ်၏ကတာနိခာယခါကိုယမတာခံမိုင်မနိခမမိမိတသည့်နားလေထားသောပညာဖြင့်သူတစ်ပါးတို့အားတက်အောင်သင်ပေးခြင်းအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကိုမြည်တိပါရမီဟုခေါ်ဆိုပါသည်။ဒါကတော့ရှင်းပါတယ်နော်။ ပညာပါရမီပေါ့မိမိတတိနားလေထားသောပညာဖြင့်သူတစ်ပါးတို့အားတက်အောင်တင်ပေးခြင်းအကျိုးရှိအောင်ဆောင်ရွက်ပေးခြင်းတို့ကိုပညာပါရမီဟုခေါ်ဆိုပါသည်အလောင်းတော်မဟောတရာပညာရှိဘဝဖြစ်စဉ်ကမြည်တိပါရမီဖြည့်ကျင်ခြင်းသည်ထင်ရှားပါသည်မောဒရာဆိုတော့ဒါပညာပါရမီပေါ့နော်ပညာပါရမီဖြည့်ကျင်ခြင်းသည်ထင်ရှားပါသည် တတဝါများကောင်းစားချမ်းသာရေးလုပ်ငန်းမှန်သမျှကိုတက်ဆွန့်ကြိုးပမ်းအစွမ်းကုန်အားထုတ်ပြုလုပ်ဆောင်ရွက်ခြင်းသည်မြည်တိပါရမီဖြစ်ပါသည်။ဝရိယပါရမီဖြစ်ပါသည်။ဒါအစွမ်းကုန်အားထုတ်ကြိုးပမ်းတာဖြစ်တဲ့အကြောင်းဝရိယဖြစ်ပါတယ်။ဝရိယတတဝါများကောင်းစားချမ်းသာရေးလုပ်ငန်းမှန်သမျှကိုတက်ဆွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ်ပြုလုပ်ဆောင်ရွက်ခြင်းသည်ဝိရိယပါရမီဖြစ်ပါသည်မဟာစနကမင်းသားဘဝတွင် အလောင်းပြားလောင်းတော်သည်ဝိရိယပါရမီဖြည့်ကျင့်ခြင်း၌ထင်ရှားခဲ့ပါသည်မိရင်ပေါ်စော်ကားလာသည့်မိုက်မင်းသူလူမိုက်တို့အားဒေါသမထွက်စိတ်ပြဲအားငယ်မှုမရှိပဲအလျှော်ပေးအနစ်နာခံလိုက်ခြင်းသည်မိတိပါရမီ ဖြည့်ကျင့်ခြင်းဖြစ်ပါသည် အလျှော်ပေးအနစ်နာခံလိုက်ခြင်းသည်ခန္ဒီပါရမီပြည့်ကျင့်ခြင်းဖြစ်ပါသည်အဲတော့ခန္ဒီဆိုတဲ့နေရာမှာဒေါသမထွက်ဘူးစိတ်ပြားငြိမ်မှုလည်းမရှိဘဲနဲ့အလျှော်ပေးလိုက်တာအနစ်နာခံလိုက်တာကိုခန္ဒီလို့ခေါ်တယ်လိညာလဲ့ပြားမပြောကြပဲပြုလုံနိုင်တဲ့လောက်ကိုသာ ပြော၍ပြောသည့်အတိုင်းပြုလုပ်ခြင်းမှန်ရာကိုသာပြောခြင်းသည်မြည်တိပါရမီဖြစ်ပါသည်နိ အမှန်ရကိုပြောတာဖြစ်တဲ့ကြောင့်ဒါတစ္ဆာပါရမီနော်နေလေလေပြားမပြောကြပဲပြုလုံနိုင်တဲ့တော့ကိုသာပြော၍ပြောသည့်အတိုင်းပြုလုပ်ခြင်းမှန်ရကိုသာပြောဆိုခြင်းသည် တစ္ဆာပါရမီဖြစ်ပါသည်ဖျားလောင်သည်မြည်တီဘဝတွင်မြမဖောက်မပြက်ထိမ့်သိမ့်ဆောင်ရွက်ခဲ့သော ပါရမီသည်မြည်တီပါရမီဖြစ်ပါသည်။တစ္ဆာပါရမီအဲ့တော့ဘေဘဝမှာမှနော် ။အဖြစ်စင်မာမှာမဖောက်ပြက်တာသည်တစ္ဆာပါရမီ။ထိန်းသိမ်းမဖောက်ပြက်ဘဲနဲ့ထိန်းသိမ်းဆောင်ရွက်ခဲ့တာသည်တစ္ဆာပါရမီဖြစ်ပါတယ်။ဖျားလောင်သည်မဟာတုတ္တသောမမင်းဖြစ်စဉ်ထင်ရှားဖြစ်ခြင်းကဲ့သည့်ပါရမီသည်တစ္ဆာပါရမီဖြစ်ပါသည်။လူသားစာပောရိတာဒမင်းအားလူကောင်းတယောက်ဖြစ်အောင်တရားဟောကြားဆုံးမပေးနိုင်ခဲ့သည့်ရှင်ဘုရင်သည်မြည်သူဖြစ်ပါသည်နိ မဟာတုတ္တတောမဖြစ်ပါသည်မဟာတုတ္တတောမဖြစ်သည် ပါမီကောင်းမှုများကိုပြုလုပ်မည်ဟုဆုံးဖြတ်သည့်အတိုင်းဆွဲဆွဲမြဲမြဲအောင်မြင်အောင်ပြုလုပ်မှုကိုမြည်တိပါမီဟုခေါ်ဆိုပါသည်အဋ္ဌိဌံပါရမီဟုခေါ်ဆိုပါသည်မိမိအပေါ်သူတစ်ပါးမတော်မတရားပြုမှုပြောဆိုစေကြမူ ထိုသူဤအပြစ်ကိုမရှုထိုသူဤကောင်းကွက်ကိုသာရှာကြည့်ကသူအကျိုးဆောင်ရွက်မြဲဆောင်ရွက်ခြင်းသည်မြည်တိပါရမီဖြစ်ပါတည်းထိုသူဤအပြစ်ကိုမရှုထိုသူဤကောင်းကွက်ကိုသာရှာကြည့်ကသူအကျိုးဆောင်ရွက်မြဲဆောင်ရွက်ခြင်းသည်မေတ္တာပါရမီဖြစ်ပါသည်မေတ္တာပါရမီเนาะအဲ့ဒါမေတ္တာပါရမီ